Hello မင်္ဂလာပါရှင်။အကြောင်းမနေ့တော့ဆိုလို့ရှိရင်လေဒီအပြုအမူတွေကိုဖြစ်စေရတဲ့အကြောင်းရင်းတွေကိုကျွန်တော်ဆွေးနွေးသွားပါတယ်။အကြောင်းရင်း၄ခုဆွေးနွေးသွားပါတယ်။အဲ့ဒီမှာဆိုရင်ဟိုကလေးတွေဟာအပြုအမူကိုပြုမှုကြရတယ်ပေါ့နော်။အဲ့ဒီမှာသူတို့တွေဟာအဲလူကြီးမိဘတွေဆရာသမားတွေရဲ့အာယုံစူးစိုက်မှုကိုရကျင်လို့လေပြုမှုကြရတယ်။ နောက်တစ်ခါကျမတို့ပေါ့နော်ဒီကဟိုပေါ့တခုခုပေါ့နော်အဲသူတို့တက်ခက်ခဲတဲ့ပေါ့နော်အကြောင်းအရာတခုခုကနေလွတ်မြောက်ခြင်းလို့လေအပြုမှုတွေကိုပြုမှုကြတယ်အဲ့လိုမျိုးခြင်းနေဆိုလို့ရှိရင်လည်းစနစ်တကျလေးလာဖော်ထုတ်ပြီးတော့မှာပေါ့နော်ဒါမျိုးတွေကိုသူတို့ရင်ဆိုင်နိုင်အောင်ဒါလေ့ကျင့်ပေးရမှာပါ အဲနောက်တတိယချက်ကကြတော့လူကျင်နာတစ်ခုခုကိုရခြင်းလို့အဲဒါမျိုးဆိုလို့ရှိရင်လေသူတို့လူကျင်နာတစ်ခုခုကိုအဲပေးလို့တော့ချက်ချင်းချင်းတန်းပေးလို့မဖြစ်ဘူးအချိန်တွေတစ်ခုကိုစောင့်ရမယ်တောင်းရမယ်စောင့်ရမယ်เออပြီးလို့ရှိရင်ဒီလိုတော်တွင်းနေမှာစောင့်နေတဲ့အတွင်းမှာလည်းကောင်းတဲ့ပြုမှုတွေကိုပြုမှုနေရမယ်စသည်ဖြင့်ပေါ့เนาะပြောဆိုတင်ပြပေးရမယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်မဆွေးနွေးခဲ့တယ် လူကျင်တာတစ်ခုခုရကျင်လို့လေအပြုမှုတွေပြုမှုရတယ်နောက်တစ်ခုကကြတော့ခံစားရတာကောင်းလို့အဲ့လိုခံစားရတာကောင်းလို့ကိုပဲပေါ့နော်ဒီလိုမျိုးပြုမှုတွေကိုသူတို့ပြုမှုကြတယ်ဘာလို့ဆိုလို့ရှိရင်ဒီကကျွန်တော်တို့ပြုမှုရတဲ့အပြုမှုတွေကိုပြုမှုစေရတဲ့အကြောင်းရင်း၄ခုကိုကျွန်တော်ဆွေးနွေးခဲ့တယ်ဘာလို့ဆိုရင်အယုံစူးစိုက်မှု attention ဆိုရအယုံစူးစိုက်မှုရကျင်လို့ escape တစ်ခုခုအကြောင်းအရာတစ်ခုကနေသူတို့လွတ်မြောက်ခြင်းလို့ အဲတတိယတစ်ခုကကြတော့သူတို့ရဲ့ဒါလူကျင်တာတစ်ခုခုကိုရချင်လို့ပေါ့နော်စတုထားကကြတော့ခံစားရတာခေါင်းလို့ဆိုပြီးတော့ချက်လေးချက်ဆွေးနွေးခဲ့ပါလေအဲ့ဒါတွေကလည်းဆက်ဆက်ပြီးတော့ပေါ့နော်ယနေ့မှလည်းပဲအဲ့လိုမျိုးအပြုအမူတွေပြုမှုနေပြီးဆိုလို့ရှိရင်ဒီ sensory နဲ့ဆိုင်နေပေါ့နော်အဲခံစားမှုနဲ့ဆိုင်နေအပြုအမူတွေပြုမှုနေပြီးဆိုရင်တို့တွေကဘာလို့ရမလို့ဆိုလို့ရှိရင် ဟိုကျမတို့တို့တွေဆိုလူကြီးမိမာတွေဆရာသမားတွေอ่ะပေါ့เนาะဘာလို့လောက်ရမလို့ဆိုရင်ဘာကြောင့်အဓိကကလေးอ่ะဒီလိုပြုမှု နေတာလဲဆိုတော့အကြောင်းရင်းကိုဖော်ထုတ်ရပါမယ်ဘာလို့ဒီပြုမှုပြုမှုနေရတာလဲဆိုတာကိုလေ့လာရပါမယ်နောက်ပြီးတော့ကျမတို့ဒီပြုမှု ပြုနေမှုရတဲ့နောက်ခံအကြောင်းရင်းတွေရှိပါမှာရှိနေမှာပါအဲ့ဒီအကြောင်းရင်းတွေကဘာဘာတွေဖြစ်နေတာတော့ဆိုတာကိုလည်းလေ့လာရပါမယ် ။နောက်ပြီးတော့အဲ့ဒီလိုမျိုးလေးလာပြီးပြီဆိုရင်သုံးသက်မှုတွေ လုပ်ပြီးပြီဆိုရင်အဲ့အရာကိုဆောင်ရွက်ပေါ့နော်။အရေးတည်ယူနဲ့ဆောင်ရွက်ရမယ်လုပ်ငန်းစီစီစီစဉ်လေးတွေကို ဖန်တီးရေးဆွဲရပါမယ်တဲ့။ဒီအဲ့လိုမျိုးခံစားနေရတာတွေကိုဒါကတော့ तू आ तू ငိုတာပဲ။ကလေးမလို့ပဲဆိုပြီးတော့ကလေးမလို့ဒီလိုလုံးတာပဲ။ကလေးမလို့ဒီလိုမျိုးနှကန်းစုတာပဲ။ ဟဲ့ဒီက तू ကเจ้าเจ้าကိုမပြောလို့เจ้าပြေးတာပဲဘောနော်အဲ့လိုမျိုးအပေါ်ယံလေးနဲ့တင်သွားပြီးတော့ကျမတို့တွေသုံးသက်လို့မဖြစ်ပါဘူးရှင်ပထမဦးဆုံးဘာလို့ဒီပြုမှုတွေပြုမှုနေရတာတော့ဟိုဘောနော်အော်အနှုတ်သဘောဆောင်တဲ့အပြုမှုတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီလိုမျိုးအနှုတ်သဘောဆောင်တဲ့အပြုမှုတွေကိုသူဘာကြောင့်ဒီလိုပြုမှုနေရတော့ဒီပြုမှုတွေကိုပြုမှုနေရတဲ့အကြောင်းရင်းတွေကဘာတွေရှိမှာတော့အဲ့လိုမျိုးတွေအကြောင်းရင်းတွေလည်းသိပြီးဆိုရင် အရေးသူတို့ကိုပေါ့နော်တကယ်ကိုအရေးယူပေါ့နော်ဆောင်ရွက်ဖို့လုပ်ငန်းအစီအစဉ်တွေဖန်တီးရေးဆွဲရပါမယ်ဒီလိုမျိုးဖန်တီးရေးဆွဲတဲ့အခါမှာလည်းအချက်လက်တွေခိုင်လုံစွာကိုသိရှိအောင်ဒါလေ့လာ သုံးသပ်ပြီးမှအစီအစဉ်ကိုရေးဆွဲရမှာဖြစ်ပါတယ်အဲ့လိုနဲ့ပေါ့နော်ကျမတို့ဒီမှာဆိုလို့ရှိရင်အရေးယူဆောင်ရဆောင်ရွက်ရမယ်လုပ်ငန်းအစီအစဉ်တူးချင်းစီမှာပေါ့နော်ဒီဟာဒီလိုမျိုးကလေးတွေတွေ့ကြတော့ပေါ့နော်တကယ်ကို ဟို disorder ကလေးတွေကိုသူကဲကိုထူကြမှုရှိနေတဲ့ကလေးတွေအတွက်ကြလို့ရှိရင်အေးအေးယူဆောင်ရွက်ရမယ်လုပ်ငန်းစီစဉ်နေ IIB ဆိုတဲ့ပေါ့နော် IIB ဆိုတဲ့ individual intervention plan တွေကိုရေးဆွဲရမှာပါဒီ individual intervention plan တူတူယောက်ချင်းအတွက်ပေါ့နော်အိုဒီကအစီအစဉ်လေးပေါ့နော်ဘာလို့ရမလို့ဆိုရင်ရေးဆွဲရမယ်တူးချင်းစီအတွက်ကိုပဲစနစ်တကျရေးဆွဲရမှာပါဟိုဒီလိုမျိုးဟိုကလေးတွေရဲ့အပြုအမူတွေဟာ ဘယ်ချိန်မှာဘယ်ရွယ်မှာဘယ်နှလားသားမှာဘလို့ပြုမှုတွေပြုမှုရတယ်ဘလို့လုပ်ငန်းတွေလုပ်ဆောင်အောင်နိုင်ရမယ်အဲအဲဘယ်နှစ်မှာပေါ့နှစ်တီပေါ့နော်ကျမဆိုရင် ရပောင်းတစ်ထောင်အတွင်းမှာအစီအစဉ်လေးတွေနေပေါ့နော်ဒါသူတို့ကိုစမ်းစစ်လို့ရတဲ့အဲဒီကစစ်ဆေးလွာတဲ့ဘောမျိုးလေးကိုရှေ့ပိုင်းမှာခရေကကျမဆွေးနွေးခဲ့တဲ့အထက်မှာပါပါတယ် အဲ့လိုမျိုးလေးနဲ့လည်းစနစ်တကျသူတို့သုံးသက်စစ်စင်းမယ်နောက်တကအပြုတ်မှုတွေကိုလည်းအဲလေ့လာမယ်ဘာလို့ဒီလိုပြုတ်မှုတွေအားလုံးပြုတ်မှုရတဲ့အကြောင်းရင်းတွေအားတွေတော့ဒါမျိုးတွေကိုသိပြီဆိုလို့ရှိရင်အစီအစဉ်တကျသူတို့ကိုဆောင်ရွက်အရေးတယူဆောင်ရွက်ရမယ်လုပ်ငန်းအစီအစဉ်တွေကိုရေးဆွဲရမှာပါအဲ့ဒီအရေးယူဆောင်ရွက်ရမယ်လုပ်ငန်းအစီအစဉ်တွေရဲ့အတူကောက်ကကြောကြတော့ individual intervention plan လို့ခေါ်ပါတယ် IMP ပါအဲအဲ့လိုမျိုးရေးဆွဲပေးရမယ်ရေးဆွဲတဲ့အခါမှာလည်း အဲဒီကဘာကိုအရင်ဆုံးသိရမလို့ဆိုလို့ရှိရင်ကျမတို့ AB ဆိုတဲ့ Applied Behavior Analysis ဆိုတာဘာလို့ဆိုတာကိုပထမဆုံးလေ့လာရပါမယ်။ခုနအစီအစဉ်လေးမရေးဆွဲခင်လေးမှာဒီက ABA ရဲ့အကြောင်းလေးကိုလေ့လာကြရမယ်။ Applied Behavior Analysis ကျမတို့အတူက ABA လို့ပြီးတော့သုံးလုံးညရတယ်။ ကျမရှေ့ကအကြောင်းအရာတွေဆွေးနွေးမဲ့အကြောင်းအရာနောက်ဆုံးမဲ့အကြောင်းအရာတွေမှာဒီ ABA နဲ့ FBA ဆိုတာတွေပါပါတယ်ဒါကကြတော့တကယ်ကိုပေါ့နော်ဒါအထူးဒီတာမန်ပုံမှန်ကလေးတွေနဲ့မတူ क्वे ပြားနေတဲ့အပြုမှုတွေပြုမှုတွေကလေးတွေအတွက်ရည်ရွယ်ပြီးတော့ဒါလေးကိုထည့်သွင်းဆွေးနွေးပြခြင်းဖြစ်ပါတယ်။ဒါဆိုရင်ကျမတို့ ABA ရဲ့အကြောင်းလေးကိုလေ့လာကြရအောင်။ Apply Behavior Analytics ဒီကလေးတွေဟာတဲ့သူတို့ကနော်ဒီလိုမျိုးအပြုတ်မှုတွေပြုတ်မှုတဲ့အခါမှာသူတို့ကအပြုတ်သဘောဆောင်တဲ့တိုက်တွန်းအားပေးမှုနေနဲ့လူမှုပေါင်းတင်ဆက်ဆံလူမှုပေါင်းတင်ဆက်ဆံမှုဆိုင်ရာတည်ယူမှုစမ်းယူရေးဖွံ့ဖြိုးတိုးတက်လာဖို့အတွက်လှုပ်ဆောင်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်။ဒါဆိုရင်အခုကျွန်မဆွေးနွေးတာလေးက ABA ဆိုတဲ့ Applied Behavior Analytics ဆိုတဲ့ ABA ရဲ့ဒီကလှုပ်ဆောင်ရမယ့်အစီအစဉ်လေးပါ။အပြုတ်သဘောဆောင်တဲ့တိုက်တွန်းအားပေးမှု reinforce reinforcement တွေလုပ်တယ်ဆိုတာကလည်းအပြူသဘောဆောင်မှုလိုတယ်။အဲ့ဒါအတော်တော်အရေးကြီးပါတယ်။အပြူသဘောဆောင်တဲ့တိုက်တွန်းအားပေးမှုတွေဖြစ်ရမယ်။လူမှုပေါင်းတင်ဆက်ဆံရေးဆိုင်ရာဆက်သွယ်မှုတွေပေါ့နော်။လူမှုပေါင်းတင်ဆက်သွယ်မှုဆိုင်ရာတွေရဲ့နောက်တစ်ခါတည်ယူမှုစွမ်းရည်တွေရဲ့ဒီသုံးချက်ပေါ့နော်။လူမှုပေါင်းတင်ဆက်ဆံရေးရဲ့တည်ယူမှုစွမ်းရည်တွေရဲ့နောက်တစ်ခါအပြူသဘောဆောင်တဲ့တိုက်တွန်းအားပေးမှုတွေလည်းဖြစ်ရမယ်။ အဲ့ဒါတွေပေါ့နော်ဖွံ့ဖြိုးတိုးတက်လာအောင်လှုပ်ဆောင်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်တဲ့ဒီ ABA ကတကယ်ကိုအရေးကြီးပါတယ်ဒီ ABA ဆိုတာလေကျွန်တော်တို့အားလုံးသောကလေးတွေအတွက်လည်းဒီလိုမျိုးတွေ ABA နည်းလမ်းတွေကိုသုံးပြီးတော့လှုပ်ဆောင်ခြင်းဟာပို့ပြီးတော့ခေါင်းမွန်နေဆိုတာလေးကိုလည်းကျွန်မထည့်သွင်းပြီးတော့ဆွေးနွေးလိုပါတယ်ဒါဆိုရင် ABA ရဲ့လှူဆောင်ရမှာလေဟာအပြူသဘောဆောင်တဲ့တိုက်တွန်းအားပေးမှုတွေဖြစ်ရမယ်လူမှုပေါင်းတင်ဆက်ဆက်သွယ်မှုတွေမှာ အဲလူမှုပေါင်းသင်းဆိုင်ရာဆက်သွယ်မှုတွေအတွက်လည်းကောင်းမွန်လာအောင်ဖြစ်ရမယ်။တည်ယူမှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာဖို့တဲ့အတွက်လည်းလှုပ်ဆောင်ရမယ်နီလန်းတစ်ခုဖြစ်ပါတယ်။ဒါဆိုရင်ဒီနီလန်းဟာ ABA ကလေးဘာကြောင့်ဒီလိုအပြုအမူကိုပြုမှုနေတယ်လဲဆိုတာကိုအထောက်အထားနဲ့တကွာအသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြစ်ပါတယ်တဲ့။ဒါ ABA ရဲ့လှုပ်ဆောင်ရမယ်လုပ်ကလေးပါ ကလေးတွေဒီလိုမျိုးပြုမှုတွေပြုမှုနေပြီဟာသူကတော့ဒါမွေးရပါဖြစ်တာဟဲ့ဒါကတော့ဝိနာကန္နာဟောဒါကတော့သူကတော့ဘာလာလို့ညာလာလို့ပေါ့နော်ဘာဖြစ်လို့ညာဖြစ်လို့ ਨੇ ပေါ့နော်အကြောင်းပြချက်တင်နေကလေးတွေကိုပြစ်ပယ်မှာပေါ့နော်ဟိုပြစ်ပယ်တာတော့မဟုတ်ကြဘူးပေါ့နော်အုတ်ထင်းသူလူကြီးမိပါတယ်ဒါလေးတွေကိုပော့ပော့လေးနေလိုက်မိကြတာပေါ့နော်တကယ်တော့ ဒီလိုမျိုး disorder ဆန်လွဲနေတဲ့ကလေးတွေဒါတကကလေးတယောက်နဲ့တယောက်အပြုအမူထူးခြားနေပြီဆိုတဲ့ကလေးတွေဟာဒီလိုမျိုးနီလန်းလေးတွေနဲ့ ABA နီလန်းလေးတွေနဲ့ပေါ့နော်ပြုပြင်ပေးရမှာပါသူတို့ကိုလှုပ်ဆောင်ပေးရမှာပါ။ဒါကြောင့်ဒီလိုမျိုးပြုမှုတွေပြုမှုနေရတာတော့ပြုမှုရတဲ့နောက်ကအကြောင်းရင်းတွေကိုထည့်သွင်းပြီးစဉ်းစားရမှာပါ။စဉ်းစားပြီးလို့ရှိရင်အစီအစဉ်တွေစနစ်တကျရေးဆွဲပြီးသူတို့တွေကိုမလုပ်ပေးမလို့ဆိုလို့ရှိရင် အဲနန်းညွန်ပြတာတင်ပြမှုတွေပေါ့နော်လှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်ခဏကြီးမှဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးဆိုရင် ABA ရဲ့ ABA ဆိုတာဘာတွေလုပ်ရတာတော့ဘယ်လိုတွေတော့ဆိုရင်မှဆွေးနွေးခဲ့တဲ့အပြုသဘောဆောင်တဲ့တိုက်တွန်းအားပေးမှုတွေအိုက်ပြုသဘောဆောင်တဲ့တိုက်တွန်းအားပေးမှုတွေဖြစ်ရမှာ။အဲ့တိုက်တွန်းအားပေးမှုတွေနဲ့သူကလူမှုပေါင်းသင်းဆက်ဆက်ရေး အဲဆက်သွယ်မှုတွေကို तू လုံဆောင်တက်လာစီရမယ်ပြီးလို့ရှိရင် तू ဟာတည်ယူမှုဆိုင်ရာစွဲရည်တွေကိုလည်းဖွံ့ဖြိုးတိုးတက်လာမယ်အဲ့လိုတွေဖြစ်လာအောင်လို့လုံဆောင်တဲ့နီလန်တစ်ခုဖြစ်တယ်ဒါကြောင့် ABA နီးမှာကလေးဘာကြောင့်ဒီအပြုမှုကိုပြုမှုနေတာလဲဆိုတာကို အထောက်အထားနဲ့တကွာခွဲချမ်းစိတ်ဖြာလေ့လာတဲ့နီးဖြစ်တယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးပါရစေအဲ့တော့ကျွန်တော်တို့ဆရာသမားတွေလူကြီးမိွားတွေဟာ ဒီလိုမျိုးပေါ့နော်ကလေးတွေအပြုတ်မှုတွေထူးခြားနေတဲ့ကလေးတွေကိုလည်းဒီလိုမျိုးနီလန်းလေးတွေနဲ့ပေါ့နော်သူတို့ရဲ့အပြုတ်မှုတွေဘာကြောင့်ဒီလိုတွေဖြစ်ရတာတော့သူ့နောက်ခံဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကိုလေ့လာပြီးလို့ရှိရင်ဒီကလိုမျိုးဖြစ်ပေါ်နေတဲ့ကလေးရဲ့အခြေအနေထူးခြားမှုတွေကိုအပြုတ်သဘောဆောင်တဲ့တိုက်တွန်းအားပေးမှုတွေဖြစ်ရမယ်။သူကအဲ့လိုအားပေးမှုတွေနဲ့ သူတကူကြီးဘောနော်သူရဲ့ဆက်သွယ်မှုဆိုင်ရာစွမ်းရည်တွေရာလဲတိုးတက်လာအောင် ဖန်တီးပေးနိုင်ရမယ်ပြီးလို့ရှိရင်တင် जा တင်ယူမှုမှာပါသူဖွံ့ဖြိုးတိုးတက်လာအောင်စနစ်တကျဘောနော်လှုပ်ဆောင်ပေးရမယ်နီလန်းလေးတွေဖြစ်ပါတယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါတယ်နောက်နေ့မှာလည်းပဲချန်ရှိတဲ့နီလန်းဘောနော် FPA နဲ့တူတယ်အဲဒီနီလန်းလေးကိုထပ်မံပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်ချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်